လောင်လုံးမျိုးနယ်ကြောင်စင်ဂျီဝါဟုဆိုမဆန္နာရှင်တန်နေတော်လိုင်းပူပေါင်းတက်တော့နေဆက်တိုက်ပွဲဖြစ်ပြီးစစ်ဘေးရှောင်ဒေသခံဆက်ကြီးကိုဆန္နာရှင်တက်ကဖမ်းဆီးထားတယ်လို့သိရပါတယ်။အင်အားတရာလောက်ရှိတဲ့ဆန္နာရှင်တက်စစ်ကြောင်ဟာအော်တိုမလ21ရက်နေ့22ရက်နေ့ညနေပိုင်းတွင်မှာသဘောဆိတ်ပင်ကြီးရွာဖက်ကနေကင်ကြီးရွာနဲ့ ကမ်ပဏီရွာတွေဖက်ထွက်လာချိန်ဒေါ်လာတက်တွေနဲ့ပြန်လန်းပြခတ်မှုနှစ်ရက်ဆက်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဆက်နာရှင်တဟာအော်တိုဝါလာ20နေညနေပိုင်းကသဘောဆိတ်ပြင်ကြီးရွာဖက်ကနေကင်ကြီးရွာဖက်စစ်ကြောင်းထိုးလာချိန်ဒေါ်လာတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲ့နောက်အော်တိုဝါလာ20နေမနေ့ပိုင်းမှာတော့ကင်ကြီးကြီးရွာကနေကမ်ပဏီကြီးရွာဖက်ကိုစစ်ကြောင်းထိုးလာချိန် တေးဆောင်နေတဲ့စစ်ပေးဆောင်ဒေသခံ50လောက်ကိုဖမ်းဆီးခဲ့ပြီးညနေပိုင်းမှာတော့တော်လိုင်းတပ်တွေနဲ့ကမ်ပဏီရွာမှာဒုတိယကြိမ်တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်နေချိန်ကမ်ပဏီရွာရဲ့အနောက်ဘက်ပင်လယ်ပြင်မှာရထားတဲ့စစ်သင်ဘောကလေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အတူဝါလာ20ရှင်းနေကစပြီးစစ်အာဏာရှင်တပ်ကဖမ်းဆီးထားတဲ့သဘောဆိတ်ပင်ကြီးခင်ကြီးဂျီဝါတွေကဒေသခံ50လောက်လေး ောက်တိုဘာ33ရက်နေ့ဒီကနေ့မနေ့ပိုင်းထိပြန်မလို့တည်ဘူးလို့ဒေတာခန်တွေကပြောပါတယ်။ဒါကြောင့်ကျောက်စင်ဂျူအာဝစုဖြစ်တဲ့ကမ္ပဏီဂျူအာမှာအော်တိုဘာလ33ရက်နေ့ဒီကနေ့မနေ့ပိုင်းထိစီတင်မာနေတဲ့အခြေအနေရှိနေပါတယ်။အင်အားတရားဝင်ခြင်းရှိအဲဒီဆီယာနာရှင်တပ်စစ်ကြောင်းဟာလောင်လုံးမျိုးနဲ့ကျောက်စင်ဂျူအာဝစုကို အော်ဒူဘလာ19ရင်းကစားလို့စစ်သင်မောင်းနဲ့ရောက်ရှိလာပြီးတရားဝင်တရားထွက်စစ်ကြောင်းထိုးနေတာကြောင့်ဂျေးဝါ6ရွာကဒေသခံပြည်သူတွေထွက်ပြေးတည်ဆောင်နေကြရပါတယ်။ဒေချောင်းမြို့နယ်ဘိတ်တဝဲကာလံဘောကလဘဂျေးဝါမှာအော်ဒူဘလာ23ရင်းဒီကနေ့မနေ့ပိုက်ကတိုက်ပွဲဖြစ်ပြီးတဲ့နောက် ဆက်နာရှင်တက္ကနေတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့စစ်ရေးတရင်ရင်းမြစ်နဲ့ဒေတာခံတွေစီကသိရပါတယ်။အော်တိုဝါလာ20ရင်းဒီကတဲ့ကတဲချောင်းမျိုးအထွဲစင်ကူပိုကိုင်းစင်ချံလဘစားတဲ့ကြီးဝါတွေကိုဆက်နာရှင်တက်စစ်ချောင်းထုံနေလို့အော်တိုဝါလာ20ရင်းဒီကစပြီးဘိတ်တူဝေကာလန်ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားပါတယ်။ အော်တိုဝါလာ23ရဲ့တင်ကနေမနဲ့9နာရီလောက်မှာနှစ်ဖက်ပြတ်ခတ်တန်းတွေစကြပြီးမနဲ့7နာရီလောက်မှာတော့ရဘဂျီဝါကအနေတွေကိုဆက်နာရှင်တက်ကမီရှိုခဲတယ်လို့ဒေတာခန်တွေက ပြောပါဗျ။တိုက်ပွဲကြောင့်လဘာစင်ကြံပြည်တိုင်းစားတဲ့ဂျီဝါတွေကဒေတာခန်တွေထွက်ပြေးတေရှောင်းနေရလို့မေးဘလောက်မီရှိုခံရတယ်ဆိုတာအသိစိတ်မတရားသေးဘူးလို့ဒေတာခန်တွေနဲ့စိတ်ရည်တည်ရင်းမြစ်တွေကပြောပါဗျ။ ဒေနီနေ့လယ်ပိုင်းမှာတော့တိုက်ပွဲကပြန်ကြီးနေပြီးဘိတ်တိုဝဲကာလန်ကိုပိတ်ထားဆက်ဖြစ်တယ်လို့ဆိုပါတယ်။တနင်္လာနေ့တိုက်တဲ့ကအမရှင်ပြည်တော်စုလမ်းမကြီးနေနေဆကူတို့ရဲ့လမ်းကြောင်းတွေကို ပြန်လည်စုံမထေးချိုနိုင်ဖို့ဆက်အနာရှင်တပ်ကအင်အားအလုံးရင်အုပ်ပြုပြီးစစ်ကြောင်းထုံးနေတာဖြစ်ပါတယ်။တနင်္လာနေ့မျိုးနဲ့ပါနီကျွာမဆယနာရှင်တိုင်ရဲ့ အမှတ်996ချင်းမြန်တန်ရင်ကပစ်တဲ့လက်နေကြီးကြောက်ပေါက်ပွေလိုခလေးနှုတ်အပါဝင်ဒိဋ္ဌကံခုနှစ်ဦးတန်ရရသွားပါတယ်။အတူဝနာ20ရက်ည9နာရီလောက်မှာဇဝဲရွာခြေဆိုင်ခမရ996ကလက်နေကြီးနဲ့တကြေပခါရာဖာနီရွာထဲကဒူနေနာကြောက်ပေါက်ပွေခဲ့ပြီးအမျိုးသား9ဦးနဲ့အမျိုးသမီးနှုတ်တန်ရရသွားတယ်လို့တန်ရရတို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ အသက်60နှစ်အရွယ်အမျိုးသမီးကြီးတူလက်တဖက်ပြတ်သွားပြီးဝမ်းပိုက်မှာလည်းကြီးစားထိမှန်ခဲ့တယ်လို့ဆိုပါတယ်။အသက်50အရွယ်အမျိုးသားတူကတော့ပေါင်အယူကြိုကဆုပ်ရရပြီးခလီနှုတ်အပါဝင်ကြံငါးဦးကတော့ကြီးအဆဆင်းပြီးတန်ရာရခဲ့တယ်လို့ဆိုပါတယ်။တန်ရာရသွားတဲ့ဒေသခံတွေကိုဖာနီယွာကနေပိမျိုးကိုညွှန်ပြခြင်းပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။ ဆရာနာရှင်တက်ကအင်အားပုံစံလောင်းနေဖာနီဝါကိုအော်တိုဝါလာ20ရင်းကစစ်ကြောင်းထိုးလာလို့ဒေသခံတွေထွက်ပြေးတေချောင်းနေကြပါတယ်။